အလုံးတရားရှိခဲ့သူတော်စင်ပြိသက်တို့ပဋ္ဌာန်းကိုရွတ်တဲ့ပုဂ္ဂိုလ်တွေတော်တော်များပါတယ်။ဘာကြီးရဲ့ချက်နဲ့ရွတ်တယ်ဆိုတာတော့ရွတ်တဲ့ပုဂ္ဂိုလ်တိုင်းမှပဲသိပဲ။သို့သောမင်္ဂန်နဲ့ရွယ်ချက်နဲ့ရွတ်ဖို့တော့လိုအပ်တယ်ပေါ့နော်။ရွတ်တယ်ဆိုတဲ့နေရာမှာတချို့ကအန္တရာယ်ကင်းလို့ဆိုပြီးတော့ရွတ်တာရှိစီးပွားတက်လို့ဆိုတာရွတ်တာရှိအန္တရာယ်ကင်းခြင်းလို့ဆိုတာလည်းလူဆန္ဒပဲစီးပွားတက်ခြင်းလည်းဆိုတာလည်းလူဆန္ဒပဲ လူရဲ့ဆန္ဒတွေအမျိုးမျိုးပေါ့ပဋ္ဌာန်းကျမ်းကြီးကိုပူဇော်ကျွန်တော်ရွတ်တယ်ဆိုတဲ့ပုံကိုလည်းရှိကောင်းရှိနိုင်တယ်ပေါ့အထူးသဖြင့်မြန်မာပြည်မှာအထက်ကရာဆရာကြီးတွေကပြောခဲ့တယ်အဲ့ဒီစကားဟာမြန်မာလူမျိုးတွေသိနေကြတယ်ဒီနေ့တစ်ချိန်ကျတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်ကြီးတွေကွယ်ပြောက်သွားလိမ့်မယ်ကွယ်ပြောက်တဲ့အခါမှာအဘိဓမ္မာတရားကစပြီးကွယ်လိမ့်မယ်အဲ့ဒီအဘိဓမ္မာခုနှစ်ကျမ်းမှာလည်းပဋ္ဌာန်းကျမ်းကြီးကစကွယ်မယ်ဆိုတော့ မကွဲအောင်ပဋ္ဌာန်းဝဲတွေလုပ်ပြီး20အတန်20ရွတ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ရွေချက်ကအဲ့တော့ရွတ်တဲ့ပုံကိုယ်တွေစီမံတဲ့ပုံကိုယ်တွေရဲ့ရွေချက်ကတော့ဒါပုံကိုယ်တွေဆိုင်ရာရွေချက်ပဲပြောရပေါ့သို့တော့ကောင်းမွန်တဲ့ရွေချက်နဲ့ရွတ်ကြမယ်ပူဇော်ကြမယ်ဆိုရင်အမှန်တမ်းကောင်းပါတယ်တချို့ကလည်းရှိပဲပေါ့ကသမမြတ်စွာဘုရားလက်ထက်တုန်းကအဘိဓမ္မာတရေစေ